လုံးမင်္ဂလာပါခင်ဗျာ Daily Rose Computer မှာကြိုဆိုပါရစေကျွန်တော်မြန်နိုင်ပါဒီနေ့ကျွန်တော်တင်ပြပေးခြင်းတဲ့သင်ခန်းစာလေးကလုပ်ငန်းခွင်မှာမျက်စိတစ်ယောက်စေတဲ့ Excel Data Validation လေးကိုဘယ်လိုမျိုးစနစ်ကြားနဲ့အသုံးပြုရမလဲဆိုတာသင်ပြပေးခြင်းတာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးမှာသင်ကြားရတဲ့သင်ခန်းစာတွေတစ်ခါတစ်ခုလည်းပဲဖြစ်ပါတယ်ဒါလေးကိုအားလုံးနားလည်သွားအောင်လို့ကျွန်တော်ဥပမာလေးနဲ့တစ်ခါရှင်းပြပေးပါမယ်ပထမဆုံးနံပါတ်1ဥပမာလေးကနေစပြီးတော့လေ့လာပါမယ် ဒီမှာဆိုရင်တော့ကျွန်တော် attendance ပုံစံလေးကိုဖန်တီးထားတာဖြစ်ပါတယ်။ဝန်ထမ်းလေးတွေရဲ့နာမည်လေးတွေဒီမှာရှိပါတယ်။ပြီးတော့ရင်တော့ daily တွေပါပါတယ်။နောက်ဆုံးလေးမှာတော့ remit လေးရှိတယ်ပေါ့နော်။ remit နေရာမှာတော့ကျွန်တော်တို့က attendance ကိုတက်ရောက်တယ်ဆိုရင် present ပေါ့နော်။မတက်ရောက်ဘူးဆိုရင် absent ဆိုပြီးတော့မှစာရင်းသွင်းမှာဖြစ်ပါတယ်။အဲ့ခါမှာပထမဆုံးဝန်ထမ်းတစ်ယောက်ကပေါ့နော်။ကျွန်တော်သတ်မှတ်ထားတဲ့ဒီနေ့လေးမှာသူကတကယ်လို့များတက်ရောက်တယ်ဆိုရင်ကျွန်တော်က present ဆိုပြီးတော့မှစာရင်းသွင်းလိုက်မယ်ပေါ့။အဲ့တော့ကျွန်တော်ဒီမှာ PI SCND ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါတယ်။ ဟုတ်ပြီတကယ်လို့ဒုတိယဝန်ထမ်းတယောက်ကကျတော့ကျွန်တော်တို့ကမတက်ရဘူးပြက်ကွက်တယ်ဆိုရင်ကျွန်တော်က absent ဆိုပြီးတော့မှထဲမှာပါအဲ့တော့ကျွန်တော်ဒီမှာ AB SCNT absent ဆိုပြီးတော့မှကျွန်တော်ထည့်လိုက်ပါတယ်ဒါကတော့ကျွန်တော်ကပုံမှန်အဖြစ်လုပ်သားတဲ့နေလန်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကတယောက်ချင်းလေးကိုလိုက်ပြီးတော့မှတယောက်တည်းသူဆိုရင် present မတယောက်ဘူးဆိုရင် absent ဆိုပြီးတယောက်ချင်းလေးကိုလိုက်ပြီးတော့ဖြည့်သွားမယ်ပေါ့ ဘယ်လိုဖြစ်သွားလဲဆိုတာကကျွန်တော်တို့ကဒီလိုမျိုး data လေးတွေကကျွန်တော်ခုဥပမာပြထားသလိုမျိုးနည်းနည်းလေးရှိနေတယ်ဆိုရင်တော့လုပ်ပြရတာများဒီပြီးတိတ်ပြီးတော့မှအချိန်မကုန်တာဖြစ်တဲ့အတွက်တိတ်ပြီးတော့ကိစ္စမရှိဘူးပေါ့နော်ဒီကလူကရဲ့လုပ်ငန်းခွင်မှာကျွန်တော်ဖြည့်သွင်းရမယ့်စာရင်းတွေကကျွန်တော်တို့ကယာနဲ့ကြည့်ပြီးတော့အများကြီးရှိနေတယ်အဲ့လိုခါမျိုးမှာတင်ကျွန်တော်ကတယောက်ချင်းတီးလိုက်ပြီးတော့မှ present နဲ့ absent တွေကိုလိုက်ပြီးတော့ရေးပြနေမယ်ဆိုရင်ကျွန်တော်ကအချိန်ကြီးအများကြီးကြာသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအချိန်ကုန်တာအများကြီးကိုတက်တာသွားစေဖို့အတွက် data validation တွေကိုအသုံးပြုလို့ရပါတယ် ဒါလေးကိုဘယ်လိုမျိုးသုံးရမလဲပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးကို DHP လေးတွေကိုပြန်ပြီးတော့မှဖြတ်လိုက်ပါမယ် data validation ကိုအသုံးပြုဖို့အတွက်ဆိုရင်ကျွန်တော်တို့ကပထမဆုံး SQL လေးတစ်ခုမှကလေးထားထားလိုက်မယ် data PP ဆိုတာနဲ့ကျွန်တော်ဒီအပေါ်လေးက data ဆိုတဲ့ tab လေးကိုတွားလိုက်ပါ data tab ထဲကနေပြီးတော့မှ tab လေးမှာကျွန်တော် data 2ဆိုတဲ့ group လေးရှိပါတယ်အဲ့ group ထဲမှာဒီပေါ်လေးမှာ data validation ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ဒါလေးကိုတစ်ချက်လေးနေပြလိုက်ပါနေလိုက်တာနဲ့ data validation ဆိုပြီးတော့မှ dialog box လေးကြာလာပါလိမ့်မယ် အဲ့ခါလေးမှာသူကဒီအပေါ်မှာခေါင်းစဉ်၃မျိုးရှိတယ်ပေါ့နော် setting ဆိုလိရှိမယ်ပြီးတော့ input message ဆိုပြီးရှိမယ်ပြီးတော့ error alert ဆိုပြီးရှိပါမယ်လောလောဆယ်တော့ကျွန်တော်ဒီ setting ကိုပဲသွားလိုက်ပါမယ် setting ကိုသွားပါပြီးတာနဲ့ဒီအောက်လေးမှာကျွန်တော် allow ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီအောက်လေးမှာဒီလို box လေးရှိပါသေးတယ်အဲ့ဒီ box ဒီမှာသူကဒီဘက်လေးမှာညာလေးပါပါတယ်ညာလေးကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာရွေးစရာလေးတွေထပ်ပြီးတော့မှအများကြီးကြာလာပါတယ်ဒီထဲကနေပြီးတော့မှကျွန်တော်တို့ကဘာကိုရွေးမှလဲဆိုတော့ဒီအလဲခေါင်းမှာရှိနေတဲ့ list ဆိုတာလေးကိုရွေးမှဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဒီမှာ list ဆိုတာလေးကိုတစ်ချက်လေးနေလိုက်ပါပြီးပြီးဆိုတာနဲ့ကျွန်တော်ကအဲ့ list ထဲမှာဗာလေးတွေထည့်မှာလဲပေါ့နော်ကိုထည့်မဲ့အရာကိုကျွန်တော်ကဒီမှာရှိနေတဲ့ source တွေ debug လေးထဲမှာကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဆိုဆက်ပေါက်ဆက်မှာကစားလေးချပြီးတော့မှကျွန်တော်ထည့်ချင်တာလေးကခုနကကျွန်တော်ရဲ့ present နဲ့ absent ကိုထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ PIE SCND present ဆိုလေးကိုရေးလိုက်ပါတယ်။ပြီးတော့ဟင် comma လာပါမယ်။နောက်ထပ်ဒီလုံကတော့ကျွန်တော် absent ကိုထည့်မှာဖြစ်တဲ့အတွက်ကျွန်တော် AB SCND absent ဆိုပြီးတော့မှထည့်လိုက်ပါတယ်။ ိုရေးချင်တဲ့ဟာကိုကော်မလေးလေးခံပြီးတော့ရေးသွားအောင်ပေါ့နော်ကျွန်တော်တို့ကစာကြောင်း၃ချောင်း၃ချောင်းရေးချင်တဲ့ဆက်၃ချောင်းလုံးဒီမှာထည့်လို့ရတယ်အဲ၄ချောင်းရေးချင်၄ချောင်းထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကဒီမှာစလုံးဒီ present နဲ့ absent နှလုံးမဲ့ထဲမှာနှလုံးကိုပဲရေးလိုက်တာဖြစ်ပါတယ်မိမိထည့်ချင်သလောက်ကော်မခံပြီးတော့မှထည့်သွားလိုက်လို့ရပါတယ်ကျွန်တော်တို့ဒီမှာထည့်ပြီးသွားပြီဆိုတာနဲ့ဒီအောက်လေးမှာ okay ဆိုတာလေးကိုတစ်ချက်လေးနေပြလိုက်ပါနေလိုက်ပြီဆိုတာနဲ့ဒီဆဲခွက်လေးကိုကလစ်ထောက်ပြီးတော့မှကြည့်ကြည့်လိုက်ပါကလစ်ထောက်လိုက်တဲ့အခါလေးမှာကျွန်တော်ဒီဘက်ညာဘက်ထောင်လေးမှာဒီမှာမြားလေးပေါ်လာတာကိုတွေ့ရပါလိမ့်မယ် ဒါလေးကအဆန်တော့မရှိသေးဘူးပေါ့နော်ကျွန်တော် data validation လေးဖန်တီးလိုက်မှဒါလေးဒါဒီမှာအများလေးရောက်လာတာဖြစ်ပါတယ်ဟုတ်ပြီအိမ်များလေးကိုကျွန်တော်တစ်ချက်လေးနှိပ်ကြည့်လိုက်ပါတယ်ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်လိုချင်တဲ့အတိုင်းပဲ present နဲ့ absent ဆိုတဲ့ဟာလေးကဒီမှာလာပြီးတော့မှ auto လာပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ခါမှာ quality ပထမဆုံးဝန်ထမ်းတစ်ယောက်ကဒီနေ့မှတကယ်လို့များတက်ရောက်တယ်ဆိုပါဆိုတက်ရောက်တဲ့ဆိုရင် quality မှာ present လေးကိုဒီမှာငှားလေးကိုနှိပ်လိုက်ပြီးတော့မှကိုလိုချင်တဲ့ present ဆိုရင် present လေးပေါ်မှာကလေးတစ်ချက်လေးနှိပ်ပေးလိုက်အောင်ပါပဲ ထားတဲ့ present ဆိုပြီးတော့မှစင်ရင်ကဒီမှာအလိုလျောက်ဝင်သွားမှာဖြစ်ပါတယ်တကယ်လို့များ quarter စင်ရင်မှသွားတယ်ပေါ့နော်သူ present မဟုတ်ဘူးသူ absent ပေါ့အဲ့ဒီမှာသူပြက်ကွက်တယ်ဆိုရင်လည်းအချိန်မီပြန်ပြီးတော့မှပြင်လို့ရပါတယ်ပြင်ပြင်ချင်းလဲဆိုရင်လည်းပဲဒီ draw down များလေးကိုပဲနှိပ်လိုက်ပါနေလိုက်ပြီဒါနဲ့ကျွန်တော်က absent ကိုပြင်ပြီးပြင်ပါဆိုရင်ကျွန်တော်ကဒီမှာ absent လေးပေါ်မှာ click တစ်ချက်လေးနှိပ်ပြလိုက်ရုံပါပဲဒါဆိုရင်ချက်ချင်းတက်ပြီးတော့မှ absent ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် အချိန်မီကိုနေတဲ့တလူမျိုးပြင်လို့ရတယ်ဗောနော်ကျွန်တော်တို့ကဒီမှာဆွမ်းနာကလူမျိုးပဲကျွန်တော်တို့ present နဲ့ absent တွေကိုလိုက်ပြီးတော့ရိုက်ထိုက်ကြလဲမလို့တော့တာဖြစ်တဲ့အတွက်အချိန်ကုန်တာလည်းအများကြီးတက်တာသွားစီပါတယ်ဟုတ်ပြီအဲ့ခါမှာကျွန်တော်ကဒီပထမအောင်ဆုံး၁၀ခွတ်၁ခွတ်အတွက်ပဲကျွန်တော်တို့က data validation ကိုဖန်တီးလိုက်တာဖြစ်ပါတယ် ောက်ကဆက်ွက်လေးတွေမှာလိုက်ပြီးတော့မှကလစ်ထောက်ပြီးကြည့်ကြည့်မယ်ဆိုရင်ကျတော့သူတို့ရဲ့ကျွန်တော် VR data validation မြားလေးမပေါ်သေးဘူးပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ကဒီအောက်က data တွေအလုံးမှာလည်းပဲအပေါ်ကအကွက်လေးတိုင်းပဲအလုံးကိုကျွန်တော်တို့က data validation ဝင်သွားသိကြတာဖြစ်တဲ့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံးလုပ်ထားပေးတဲ့ data လေးရှိတယ်ပေါ့နော်။ဒါလေးကိုကျွန်တော်က copy ယူလိုက်မှာဖြစ်ပါတယ်။ copy မြူကင်မှာကျွန်တော်ဒီမှာတွင်းထားတဲ့ apps and no present no စီရင်ကိုကျွန်တော်ခဏလေးဖြတ်လိုက်မယ်။အဲ့တော့ကျွန်တော်ဒီအကွက်လေးမှာ delete ထားလိုက်ပါမယ်။ပြီးတာနဲ့ keyboard ကနေ delete စာလေးကိုတစ်ချက်နှိပ်လိုက်တယ်ပေါ့နော်။ ဒီနေ့လိုက် ပြည်တဲ့အထက်မှရှိတဲ့ data လေးပြတ်သွားပါတယ်။ဒါ data ပဲပြတ်သွားတာဖြစ်ပါတယ်။ကျွန်တော်ဖန်တီးထားတဲ့ data validation တွေကတော့ပြတ်မသွားပါဘူး။ကျွန်တော်ဒီအခွက်လေးမှာပြန်ပြီးတော့ click ထောက်ကြည့်မယ်ဆိုရင်ဒီဘက်လေးမှာ data validation များလေးပေါ်နေသေးတာကိုတွေ့ရပါလိမ့်မယ်။နားလေးကိုနှိမ့်လိုက်တဲ့အခါမှာ absent နဲ့ present ကိုအချိန်မြွေးပြန်ပြီးတော့မှရွှေ့လို့ရနေတယ်ပေါ့နော်။ဒါလောလောဆယ်မှာကျွန်တော်ဒီအောက်ကစိတ်ခွက်လေးတွေမှာ copy ကူးမှမလို့ဒီမှာပေါ်နေတဲ့ data ကိုခဏလေးဖြောင်းလိုက်တာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ Formula Function အသုံးပြုပုံတွေနဲ့ Advanced Feature Advanced Formula Function တွေ၊ Pivot Table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ်။ တင်ကန်းစာဗီဒီယိုပေါင်းတရားကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအဆင်ပြေစွာဖြင့်ဆက်နွှဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တန်းကြီးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အပြင်အဲ့တော့ကျွန်တော်ကဒီဆဲခွက်လေးကို copy ကူမယ်။ copy ကူဖို့အတွက်ကျွန်တော်ကဒီဆဲခွက်လေးရဲ့ညာဘက်ထောင်းအောက်ခြေလေးပေါ်မှာ mouse တည်တင်လိုက်ပါမယ်။ အခုလိုမျိုးပေါင်းလက်ခဏာအမဲရောင်လေးပေါ်လာပြီဆိုရင် mouse ကနေ clip ဖိထားပြီးတော့မှ dress ဆွဲပြီးတော့ကိုလိုချင်တဲ့အောက်ထိအောက်ထိဆွဲချလိုက်မှဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဆဲခွက်လေးတွေကိုလိုက်ပြီးတော့မှထောက်ကြည့်လိုက်ပါ။ဒီမှာဒုတိယတစ်ခွက်မှကျွန်တော်ထောက်လိုက်ပြီဆိုရင်လည်းပဲဒီဘက်လေးမှညာလေးပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။စိုက်တဲ့ခွက်မှသွားပြီးတော့မှထောက်ကြည့်လိုက်ပါ။ဒီမှာကျွန်တော်တို့ဒီ data validation လေးတွေအားလုံးဝင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်အားလုံးကိုတုံလို့ရပြီပေါ့နော်။ ဟုတ်ပြီအဲ့ခါမှာကျွန်တော်ကပထမဆုံးတယောက်ကဥပမာကျွန်တော် present ဖြစ်တဲ့ဆိုရင်ဒီမှာအများလေးကိုနှိမ့်လိုက်ကွာ present ဆိုရင် present ကိုရွှေ့လိုက်ရုံပဲထားတဲ့ဒီမှာ present ဆိုပြီးစီရင်ဝင်သွားပါပြီပြီးတော့အလရာတယောက်ကဥပမာအနေနဲ့သူကကျတော့ကျွန်တော် absent ဖြစ်တဲ့ဆိုရင်ဒီမှာ absent လေးကိုကျွန်တော်ဒီမှာတစ်ချက်လေးရွှေ့ပေးလိုက်ရုံပါပဲထားဆိုရင် absent ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်စီရင်လေးကိုကိုယ်နဲ့သက်သက်လို့တွင်လို့ရတယ်ပေါ့နော်ဥပမာဒီတယောက်ကကျွန်တော်တို့ present ဆိုရင် present ပေါ့နော်နောက်ထပ်တယောက်ကလည်းပဲ present ဆိုရင်ဒီမှာ present နောက်တယောက်ကကျွန်တော် absent ဆိုရင်ဒီမှာ absent လိုမျိုးကိုနေတဲ့သူလိုရွေးလို့ရတယ်ပေါ့နော်ဒီကလေးကဒီတယောက်ကလည်းပဲ present မဟုတ်ဘူးသူက absent ဆိုရင်ကျွန်တော်ဒီမှာ absent ကိုပြောင်းပြီးတော့ရွေးပေးလိုက်အောင်ပါပဲဒါဆိုရင်ကျွန်တော်တို့ကအချိန်ကုန်တာအများကြီးတက်တာသွားသေးတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် data validation လေးကိုအသုံးပြုလိုက်တာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တတိထားမိပါလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ကပရီဇန့်ဆိုရင်တော့တာမန်တိုင်းလေးပဲပေါ်တယ် absent ဖြစ်သွားပြီဆိုတာနဲ့အနေအောင်လေးနဲ့ကျွန်တော်ပြပေးတာကိုတွေ့ရလိမ့်မယ်ပေါ့နော်။ဒါကကျတော့ကျွန်တော်ဘာကိုသုံးထားလိုက်ရလဲဆိုတော့ကျွန်တော်ဒီ home deck ထဲမှာရှိတယ်ပေါ့နော်။ home deck ထဲမှာရှိတဲ့ဒီ ball လေးက condition နဲ့ formatting လေးကိုကျွန်တော်သုံးထားတာဖြစ်ပါတယ်။ တကယ်လို့အမေဆွေကပေါ့နော်အေးစဲကိုကုလိုမျိုးပေါ့ဒီ condition နဲ့ formatting လေးပါဝင် quality data validation ကိုလည်းပဲကျွန်တော်က advanced level ဒီစနစ်ချနဲ့ကြွညင်းသားနဲ့တညောက်ချနဲ့အေးစဲကိုလုပ်ငန်းခွင်အတွက်စနစ်ချနဲ့အခြေခံကနေပြီးတော့မှ advanced level ဒီစနစ်ချနဲ့ကြွညင်းသားနဲ့တညောက်ချနဲ့ဆိုရင်ကျွန်တော်ရဲ့ Microsoft Azure Special Online Course လေးကိုတက်ရောက်နိုင်ပါတယ်။ပုံမှန်သင်တန်းကြီး6900ကျပ်သား regular အတွက်မှာသူသင်တန်းကြီး3000ကျပ်တဲ့ပြင်ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့သင်တန်းလေးကိုတက်ရောက်ဖို့ကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ။သင်တန်းလေးကိုတက်ရောက်ချင်တဲ့ဆိုရင်တော့ daily dose computer ဘိုင်းဟမင်းနဲ့ဆိုတဲ့ Facebook page messenger မှာသင် နက်လို့ရပါတယ်။ဒီဗီဒီယိုလေးရဲ့ပုံမှန်ဗိုက်ဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတနက်လို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီဒါလေးကတော့ကျွန်တော် conditional formatting လေးကိုတောင်းထားတာပါเนาะ။ conditional formatting လေးကိုကျွန်တော်တောင်းတာကိုဒီမှာပြပေးမယ်ဆိုရင်ကျတော့ဗီဒီယိုနည်းနည်းရှင်းသွားမှာဆိုလိုပါ။ဒါကြောင့်မို့ကျွန်တော်ဒီသင်ခန်းစာမှာကတော့ဒီကျွန်တော်တို့ data validation ကိုပဲအသားပေးပြီးတော့မှကျွန်တော်ဒီပြောပြပေးသွားမယ်ပေါ့။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာနောက်ထပ်ဥပမာတစ်ခုကိုဆက်ပြီးတော့မှသွားပါမယ်။ ဘယ်တော့မှတစ်ခုကိုမသွားခင်မှာကျွန်တော်တို့ကပေါ့နော်ခုနကဒီ data validation ကိုဖန်တီးနှောင်းကပထမဆုံးဆဲခွက်တစ်ခွက်မှာပဲဖန်တီးပြီးတော့မှ channel ဆဲခွက်ဒီမှာသွားပြီးတော့မှ copy ယူလိုက်တယ်ပေါ့နော်အဲ့လိုမလုပ်ဘဲနဲ့ကျွန်တော်ကဘယ်လိုလုပ်လို့ရသေးလဲဆိုတော့တပြိုင်တည်းတည်းနဲ့ပဲကျွန်တော်ကဒီဆဲခွက်ဒီကိုလိုချင်တဲ့အားလုံးမှာလည်းပဲ data validation ကိုအားလုံးတစ်ခါတည်းနဲ့ထည့်လို့ရပါတယ်ဒါလေးကိုလေ့ပြပေးပါမယ်အဲ့လိုမပြခင်မှာကျွန်တော်တို့က data validation ကိုထည့်ထည့်သွားပြီဆိုရင်မတင်မလို့အတုပြန်ပြီးတော့မှဖြောက်ချင်တယ်ဆိုရင်ရောဘယ်လိုပြန်ဖြောက်ရမလဲပေါ့နော်အပြီးပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုရင်ဘယ်လိုပြန်ဖြတ်ရမလဲဆိုတာကိုပါသိထားတင်ပါတယ် ဒီတော့ဥပမာအနေနဲ့ကျွန်တော်ဒီမှာရှိနေတဲ့ဒီ data validation ကိုကျွန်တော်မလိုအပ်တော့ဘူးဆိုပါဆိုအဲဒါကျွန်တော်ဒါလေးကိုပြန်ဖြတ်ချင်တယ်ပြန်ဖြတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကအားလုံးကိုဖြတ်မှဖြစ်တဲ့အတွက်ဒီမှာ save quote ဒီအားလုံးကို selection ပေးပါပြီးတာနဲ့ကျွန်တော်ဒီအပေါ်လေးက data tab ကိုသွားခုနကကျွန်တော်သွားခဲ့တဲ့ဒီ data validation လေးကိုပဲတစ်ချက်လေးသွားလိုက်ပါသွားလိုက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒါလေးကိုအားလုံးကိုပြန်ပြီးတော့မှဖြတ်မှဖြစ်တဲ့အတွက်တယောက်ဆုံးလေးမှဒီမှာ clear all ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ဒါလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါ ဒါဆိုရင်ကျွန်တော်အပေါ်မှာလောက်ထားကတိများဒီအပေါ်ကပေါ့နော်အစနာကကျွန်တော်ဒီအလောင်းနေရာမှာ list ဆိုတာကိုယူထားခဲ့တယ်အားလေးလည်းပြတ်သွားပြီပြီးတော့အောက်မှာရှိတဲ့ source ရဲ့ property လည်းပြတ်သွားတာကိုတွေ့ရပါလိမ့်မယ်ပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီမှာ data validation ဒီမှာစဲခွက်လေးတွေမှာနှိပ်ကြည့်မယ်ဆိုရင်ဒီဘက်မှာအများလေးတွေမပေါ်တော့တာကိုတွေ့ရလိမ့်မယ်နော်ဒီမှာကျွန်တော်ပုံနေတဲ့ absent တို့ present တို့ဆိုတာကျွန်တော် data အနေနဲ့ကြံခဲ့တာဖြစ်ပါတယ် ဒါတွေက data အနေနဲ့ကြံနေတာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တွေဒီ data validation ကိုဘယ်လိုမျိုးဖြည့်ရမလဲဆိုတာလည်းနားလည်သွားပါပြီ။ဒါပြန်ပြီးတော့လိုချင်တဲ့ဆိုရင်တော့ပြန်ပြီးတော့ထည့်ပေးရမယ်ပေါ့နော်။ဟုတ်ပြီအဲ့အတွက်ကျွန်တော်တို့ဒီမှာဒါလေးကိုအရင်ဆုံးကျွန်တော် data တွေကိုပြန်ဖြတ်လိုက်မယ်။ဖြတ်လိုက်ပြီးတော့မှ save quality အားလုံးကို selection ပြန်ပေးမယ်။ပြီးရင်ကျွန်တော် data validation ကိုသွားပြီးတော့မှ clear all ကိုနှိပ်လိုက်မယ်ပေါ့နော်။ပြီးရင် okay လေးနှိပ်လိုက်ပါမယ်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာပြန်လည်ဖြတ်တတ်သွားပါပြီ။ ပြီးတော့ရင်ကျွန်တော်တို့ခုနကလည်းပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဆက်ကွက်တွေအားလုံးကိုဒီဖိုင်နဲ့တိုင်းနဲ့ data validation ထည့်ချင်တယ်ဆိုရင်လည်းထည့်လို့ရပါတယ်။ဒီခါမှာ quality မှာအားလုံးကိုလိုရင်းနဲ့ဆိုရင်အားလုံးကိုတစ်ခါတည်းနဲ့ click ဖြစ်ပြီးတော့မှ selection ပေးပါ။ပြီးတာနဲ့ကျွန်တော်တို့ဒီ data တောက်ကနေပြီးတော့မှဒီ data validation လေးကိုသွားသွားပြီးတော့အဲ့ဒီအလောင်းနေရာမှာနှိပ်လိုက်ပြီးတော့မှ qua အခုနကတိုင်းမဲ့ list ဆိုတာလေးကိုရွှေ့ပေးလိုက်ပါမယ်။ပြီးတော့ source နေရာမှာကိုလိုချင်တဲ့ source ကိုဒီမှာထည့်ပေါ့နော်ဥပမာကျွန်တော်တို့ဒီ present ဆိုရင်လည်းပဲ present ဆိုပြီးတော့မှထည့်မယ်ပြီးတော့ comma ကျွန်တော် absent ထည့်မယ်ဆိုရင် absent ဆိုပြီးတော့มาထည့်မယ်ပေါ့เนาะကိုထည့်ခြင်းနဲ့ data ကိုထည့်လိုက်ပါ comma လေးခန့်ပြီးရေးသွားလိုက်ပါပြီးတာနဲ့ကျွန်တော်ဒီမှာ okay လေးကိုတစ်ချက်လေးနေပြလိုက်ပါဒါဆိုရင်ဒီမှာစဲကွက်လေးဒီမှာပထမတစ်ကွက်မှာထောက်လိုက်မယ်ဆိုရင်ဒီမှာများလေးယောက်လာပြီဒုတိယတစ်ကွက်မှာထောက်ကြည့်မယ်ဆိုရင်လည်းများလေးယောက်လာပြီတတိယတစ်ကွက်လည်းများလေးစိုက်တဲ့ကွက်မှာသွားပြီးတော့ထောက်ကြည့်လို့ရပါတယ်များလေးတွေယောက်လာပါအများလေးတွေကိုနှိပ်ကြည့်မယ်ဆိုရင်ဒီမှာ present ရှိမယ် absent ရှိမယ်เนาะကိုနည်းနည်းတရားကိုရွေးလို့ရပါတယ် present ကိုရွေးလိုက်မယ်ဆိုရင်လည်း present ပေါ်လာလိမ့်မယ် တကယ်လို့များကွာ absent ကိုယူမယ်ဆိုရင်လည်း absent ယူလိုက်မယ်ဆိုရင် absent လို့ပေါ်လာပါလိမ့်မယ်။ဒါကြတော့ကွာစက်ကွက်တစ်ကွက်ထဲကိုလောက်ပြီးတော့မှ copy ယူတာမဟုတ်တော့ဘဲနဲ့အားလုံးကိုတစ်ပြိုင်တည်းနဲ့တန်းပြီးတော့မှထည့်လိုက်တာပေါ့နော်။ခုနသက်တဲ့နီလန်ကိုသုံးလို့ရပါတယ်။နီလန်နှမျိုးစလုံးကတော့ရန်ကိုကောင်းတဲ့နီလန်လေးတွေပေါ့နော်။အပြည့်ရဲကျွန်တော်ဒါလေးကိုပြန်ပြီးတော့ဖြတ်လိုက်ပါမယ်။ဒီနံပါတ်1ဥပမာလေးကိုကျွန်တော်နားလည်သွားပြီဆိုရင်နံပါတ်2ဥပမာလေးကိုဆက်လက်ပြီးတော့မှလေ့လာပါမယ်။နံပါတ်1လေးကတော့ကျွန်တော်ဒီလိုပုံစံလေးပါ။ကျွန်တော်ဒီဘက်လေးမှာဝန်တန်းလေးတွေရဲ့နာမည်လေးတွေရှိပါတယ်။ ီးတော့ဒီဘက်လေးမှာကျွန်တော် deposition လေးရှိတယ်ပေါ့နော်သူတို့ရဲ့ကျွန်တော်ယာတူလေးတွေကိုဒီမှာရေးချင်တာဖြစ်ပါတယ်အဲ့ကမှာပုံမှန်အပြင်ဆိုတော့ကျွန်တော်ကပုံပမာ number 1ဝန်ထမ်းတယောက်ကဒါဥပမာနေနဲ့သူကအဲကျွန်တော် CEO ပဲထားပါတော့ဗောနော်ဒါဆိုရင်ကျွန်တော်သူ့ကို CEO ဆိုပြီးတော့မှဒီမှာရေးလိုက်မယ်ပေါ့ဒါဆိုရင်ကျွန်တော်ပုံမှန်လောက်တဲ့နီလန်ဗောနော်ဟုတ်ပြီအဲပြီးသွားရင်ဒုတိယတယောက်ကကျတော့ကျွန်တော်ကသူ့ရဲ့ယာတုကဥပမာနေနဲ့ကျွန်တော်တို့ဒီအဲဥပမာ Asian Manager ပဲထားပါတော့ဗောနော်ဒါဆိုရင်ကျွန်တော်ကဒီမှာ Asian Manager ဆိုပြီးတော့မှကျွန်တော်သူ့ရဲ့ဒီယာတုကိုကျွန်တော်လိုက်ပြီးတော့မှရေးလိုက်မယ်ပေါ့ အလိမ်မကျွန်တော်ကတယောက်ချင်းစီလိုက်ပြီးတော့ရေးရမယ်ပေါ့နော်ဝန်ထမ်းနေရှင်ရှိသလားဘယ်သူကတော့ဘာယာတူဖြစ်ပါတယ်ဘယ်သူကတော့ဘာယာတူဖြစ်ပါတယ်ဆိုပြီးတော့မှအားလုံးကိုလိုက်ပြီးတော့စီရင်သွင်းရမှာဖြစ်ပါတယ်အဲ့ကမှာကျွန်တော်ကအချိန်နဲ့အများကြီးကြာသွားနိုင်တယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့ကဒါကိုလည်းပဲ data validation ကိုအသုံးပြုပြီးတော့မှမြန်ဆန်သွားနဲ့လုပ်လို့ရပါတယ်။အလုပ်ကိုင်ခွင်လန်းနဲ့မိမိလုပ်ငန်းတက်လန်းအတွက် Power BI ကိုအခြေခံမှစတင်ပြီးစနစ်တကျကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက် Beginners Power BI Online Course လေးကိုတက်ရောက်နိုင်ပါတယ်။ ယခုတင်တဲ့လေးမှာ power bi ကို0 level အခြေခံကနေစတင်ပြီးတော့မှ professional ကြားတဲ့အစင်းမြင့် power bi report တွေ power bi dashboard တွေကိုမိမိကိုယ်တိုင်ကိုကြွမ်းကျင်စာဖန်တီးတည်ဆောင်နိုင်ဖို့အတွက်အကောင်းဆုံးနဲ့စနစ်တကျပြင်ဆင်ပို့ချပေးထားပါဗျာ မိမိရဲ့အလုပ်ချိန်တွေကိုတိတိတတ်တာတိတိယောက်ယောက်ရှင်းချပေးနိုင်ပြီးတော့အလုပ်ကိုင်ခွင်လန်းနဲ့မိမိလုပ်ငန်းတက်လန်းအတွက်လူအများပြားလေ့လာနေကြပြီဖြစ်တဲ့ Power BI လေးကိုယခုတနင်္လာနေ့မှာစနေတကြားနဲ့ step by step လေးစတင်ပြီးတော့မှလေ့လာနိုင်ပြီဖြစ်ပါတယ်ပုံမှန်တင်တန်းကြီးတသိန်း2000ကျပ်စာယခုလအတွင်းမှာအထူးတင်တန်းကြီး9000ကျပ်တက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။တင်တန်းလေးမှာတင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာတင်ကန်းစာဗီဒီယိုများကိုအစအဆုံးစနေတကြားအစလိုက်ကလေးလေ့လာတင်ကြားရမှာဖြစ်ပါတယ်။ အလုပ်တစ်ပတ်နဲ့လေ့လာနေတဲ့သူတွေအတွက်လည်းမိမိအားတဲ့ချိန်လေးမှာစနေတခြားနဲ့အဆင်ပြေစွာလေ့လာနိုင်မှာဖြစ်ပါတယ်။သင်တန်းလေးကို lifetime asset လေးပေးထားတာဖြစ်တဲ့အတွက်သင်ခန်းစာဗီဒီယိုများကိုအချိန်မရွေးလေ့လာသင်ကြားနိုင်ပြီးတော့လေ့လာသင်ကြားနေရင်လည်းစာမေးခြင်းသာရှိတဲ့အခါမှာလည်းဇာတ်ရည်နဲ့အချိန်မရွေးမေးမြန်းဆွေးနွေးနိုင်တာဖြစ်ပါတယ်။သင်တန်းလေးကိုတက်ရောက်ခြင်းလဲဆိုရင်တော့ Daily Dose Computer ပိုင်း Hemin Night ဆိုတဲ့ Facebook Page Messenger မှာတော့လကောက်၊ညကို998 935 439နဲ့ Viber Room မှာ တင်းနှင်းချင်းလွှဲထားတဲ့ screen shot လေးကိုပေးပို့လိုက်ရုံနဲ့ချက်ချင်းစတင်လေ့လာနိုင်မှာဖြစ်ပါတယ်။ယခုလိုအထူးတင်းနှင်းချင်း9000ကျပ်တဲ့ဖြင့်ကျွန်တော်အမြဲတမ်းလက်ခံပေးနိုင်မှာမဟုတ်တဲ့အတွက်အချိန်တိုင်းတာတစ်ခုထိသာကျွန်တော်အထူးတင်းနှင်းချင်းလေးနဲ့လက်ခံပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့တင်းနှင်းလေးကိုအမြဲတမ်းတရောက်ဖို့ကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့မှဖြတ်လိုက်မယ်ပေါ့နော်။ဖြတ်လိုက်မယ်။ထလိုက်ပြီးတော့မှကျွန်တော်တို့ကခုနကတိုင်ပဲ data အားလုံးကိုဒီပိုင်းနဲ့တက်လို့ချင်နေဆိုရင် data အားလုံးကိုဒီမှာအစားကနေအဆုံးထိပေါ့နော်ကိုတက်ချင်တဲ့တော့ဒီတစ်ခါလေးနဲ့ selection ပေးခဲ့ပါ ဆက်ရှင်ပြပြီးသွားတာနဲ့ကျွန်တော်တို့ခုနကအတိုင်းပဲဒီမှာ data တက်ကိုသွားပြီးရင်ကျွန်တော်ဒီမှာ data validation တွေကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ data validation box တွေကြာလာပြီဆိုရင်ကျွန်တော်တို့ကခုနကအတိုင်းပဲဒီမှာအလောင်းနေရာမှာနှိပ်လိုက်ပြီးတော့မှ list ဆိုတာလေးကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ်ပေါ့နော်ယူလိုက်မယ်ပြီးတော့ source နေရာမှာကျွန်တော်တို့ရေးမယ်ပေါ့အဲ့နေရာမှာရေးတဲ့အခါမှာဆိုရင်ကျွန်တော်က possession ကကျွန်တော်ကကိုကဥပမာအနေနဲ့ပေါ့နော် possession ကအများကြီးရှိနေတယ်ပေါ့ကိုရဲ့ယုံမှာ မန်နေဂျာတွေရောအကောင့်တန့်တွေရော SEO တွေရောအများကြီးကိုကရေးချင်သေးတယ်။အရေးချင်တဲ့ဟာတွေကိုကဒီမှာသွားပြီးတော့မှကော်မခံပြီးလိုက်ရေးလို့တော့ရပါတယ်။ဒါပေမဲ့ကျွန်တော်အချိန်တော့ကြာတာပေါ့နော်။အဲ့လိုမျိုးကျွန်တော်ကဒီလိုမျိုးနေရာမှာသွားပြီးတော့မှကော်မခံပြီးမရေးချင်ဘူးဆိုရင်ကျွန်တော်ကဘယ်လိုလုပ်လို့ရလဲဆိုတော့ဒါကိုကျွန်တော် cancel လေးနေလိုက်မယ်နော်။ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ကဒီဘက်လေးမှာတက်တက်ပေါ့နော်။ position ဆိုပြီးကျွန်တော်ရေးထားတာရှိတယ်။ဒါလေးကိုတစ်ချက်နှိပ်ကြည့်မယ်ဆိုရင်ကျွန်တော်ရုံးမှာရှိနေတဲ့ဒါလေးက position နဲ့အလုံးကိုကျွန်တော်စည်ရင်လောက်ထားပြီးဒါလေးရှိနေပါတယ်။ ဖလီမှုရှိနေပြီသားစင်ရင်ကိုပဲကျွန်တော်တို့က list ထဲမှာထည့်ပြီးတော့မှတုံးလိုက်မှာဖြစ်ပါတယ်ဒီလိုဆိုရင်လည်းပို့ပြီးတော့မှညံဆန်းသွားစီတယ်ပေါ့နော်မဟုတ်ဘဲနဲ့အခုနောက်ကကျွန်တော် data validation list ထဲမှာသွားပြီးတော့မှ comma gamma ရေးနေမှာဆိုရင်ကျတော့အချိန်ကြာသွားမှာပါဒါကြောင့်မို့ကိုအနေနဲ့ကကိုရဲ့ရုံမှာရှိတဲ့ဒီကိုရဲ့ position ဆိုရင် position နေအားလုံးကိုစုပြီးတော့မှလောက်ထားခြင်းအပြင်လည်းပဲဒီ list ကိုပြန်ယူပြီးတော့လည်းဆိုတော့ list ထဲမှာသွားပြီးထည့်လို့ရတယ်ပေါ့နော်အဲ့ဒီအရင်ကျွန်တော်ဒီအမှာရေးထားတဲ့ဒီ position နဲ့အားလုံးကို list ထဲမှာသွားပြီးတော့ထည့်ပါမယ်။အဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ခုနကတိုင်းမယ်ဒီဘက်ကအရှိကိုပြန်သွားလိုက်မယ်။ ပြီးတော့ကိုလိုချင်တဲ့ဆက်ကွက်အားလုံးသက်ဆက်ကွက်အားလုံးကို selection ပေးမယ်။ပြီးရင်ကျွန်တော်တို့ဒီ data tab ကိုသွားပြီးတော့ data validation လေးကိုတစ်ချက်လေးနှိပ်လိုက်ပါမယ်။နှိပ်လိုက်ပြီးသားရင်ကျွန်တော်တို့ဒီမှာ allow နေရာမှာနှိပ်လိုက်ပြီးတော့မှ list လေးကိုရွှေ့ပေးမယ်။ပြီးရင်ကျွန်တော် sorry list လေးကိုရွှေ့ပေးမယ်။ပြီးတော့ကျွန်တော်ဒီမှာ source တွေနေရာလေးမှာကစားလေးချမယ်။ စာလေးချပြီးသွားတာနဲ့ကိုထည့်ကျင်တဲ့ data ကဘယ်ထဲမှာရှိတာလဲဆိုတော့ဒီဘက်မှာရှိနေတယ် position ဆိုတဲ့ tab ထဲမှာဘောနော position ဆိုတဲ့ excel ရှိထဲမှာရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ source ဆိုတဲ့ထဲမှာကစာလေးချပြီးသွားတာနဲ့ဒီမှာ position ဆိုတဲ့ကိုယ့်ရဲ့ data ရှိတဲ့ excel ရှိလေးကိုတစ်ချက်လေးနှိပ်ပါဒီပြသားလို့ဒီထဲရောက်သွားပြီဆိုရင်ကိုထည့်ကျင်တဲ့ source ပေါ့နော်ကိုထည့်ကျင်တဲ့ဒီ data တွေအားလုံးကို session ပေးလိုက်ရုံပါပဲ။ quantity CEO ကနေပြီးတော့မှအဆုံးထိကျွန်တော်ထည့်ကျင်လာမလို့အဆုံးထိကျွန်တော် project manager အထိ selection ပေးလိုက်ပါတယ်။ ကလစ်ဖြစ်ပြီးတော့ selection ပေးပြီးသွားတာ ਨੇ ကျွန်တော် selection ပေးလိုက်တဲ့ဒီမှာ secret အားလုံးတည်တဲ့ကိုဝင်လာလိမ့်မယ်နော်ပြီးပြီးဆိုတာ ਨੇ ကျွန်တော်ကဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါဒါဆိုရင်ရသွားပါပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ secret လေးဒီမှာပထမတစ်ခါမှထောက်ကြည့်မယ်ဆိုရင်ဒီမှာ draw များလေးပေါ်လာပါပြီအဲ့ဒီများလေးကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ဆိုတာ ਨੇ ဒီမှာကျွန်တော်တို့ခုနကကျွန်တော်တို့ရုံမှာရှိသမျှဒီ position တွေအားလုံးကိုစာရင်းလုပ်ထားတဲ့အတိုင်းဒီမှာလာပြီးပေါ်တာကိုတွေ့ရပါလိမ့်မယ်ဒီပလီမှာလည်းကျွန်တော် scope ပါဒီအတုံးလေးရှိရယ်เนาะဒါလေးကိုရွှေ့ပြီးတော့လည်းပဲအပေါ်နဲ့အောက်နဲ့ဒီလိုမျိုးစီးရင်းအားလုံးကိုကြည့်လို့ရပါတယ် ဒီကမှကျွန်တော်ဒီမှာ accountant လာเนาะ admin officer လာ IT support specialist လာအများကြီးအများကြီးဒီမှာကျွန်တော်ရှိသမျှအားတွေအားလုံးဒီမှာပေါ်နေတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်က၁၀ခွဲအားလုံးကို selection တစ်ခါတည်းပေးပြီးတော့တန်းပြီးတော့ထည့်ခဲ့တာဖြစ်တဲ့အတွက်တစ်ခွဲချင်းသေးလိုက်ပြီးတော့မှကြိုက်တဲ့၁၀ခွဲမှာသွားပြီးထောက်ကြည့်လို့ရတယ်။ထောက်လိုက်တဲ့နေ့တော့ဒီမှာအများလေးတွေပေါ်နေလိမ့်မယ်เนาะ။အများလေးတွေကိုနှိပ်ကြည့်လိုက်ပြီးဆိုရင်ဒီမှာ list တွေအားလုံးပေါ်နေပါလိမ့်မယ်။ကြိုက်တဲ့၁၀ခွဲမှာသွားပြီးတော့မှဒီမှာထောက်ကြည့်လိုက်လို့ရပါတယ်။အားလုံးပေါ်နေလိမ့်မယ်เนาะ။ဟုတ်ပြီဒီအောက်ဒီမှာလည်းအားလုံးပေါ်နေပါလိမ့်မယ်။ ဒီအောက်ဆုံးထိပေါ့နော်ကျွန်တော်တခါလေးထည့်ထားတာမလို့အားလုံးပေါ်နေပါလိမ့်မယ်။ဟုတ်ပြီအဲ့ခါမှကျွန်တော် number 1ဒီ position ကဥပမာသူကတင်တီဗီကသူကဥပမာဘာရာတွေ့လဲပေါ့ဥပမာသူက Asian manager ဆိုတော့ကျွန်တော်ကဒီမှာ Asian manager လေးကို click တစ်ချက်နေပြီးတော့ရွှေ့ပေးလိုက်ရုံပဲ။ဒါဆိုကိုရွှေ့လိုက်တဲ့ data လေး position လေးကတခါတည်းနဲ့ဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့အချိန်ကုန်တာအများကြီးတက်တာသွားစီပဲပေါ့နော်။အဲ့ဒီမနေ့ဟမေနိုင်ကဥပမာအနေနဲ့ကျွန်တော်ဒီမှာ CEO ကိုပဲထားပါတော့။ဒါဆိုကျွန်တော်က CEO ကိုရွေးလိုက်အောင်မယ်။ဒါဆိုဒီမှာ CEO ဆိုပြီးတော့ဝင်လာပါပြီ။ အနံပါတ်3ကဥပမာဒီမှာနှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးသွားတဲ့ကျွန်တော်ကဥပမာသူက accountant ဆိုရင် accountant လေးကိုတစ်ချက်လေးရွေးပေးလိုက်ရုံပါပဲအနံပါတ်4ကလည်းပဲကျွန်တော်ထည့်ချင်တဲ့ဆိုရင် number 4အကွက်လေးရဲ့ဒီမှာများလေးကိုနှိမ့်လိုက်နှိမ့်လိုက်ပြီးသွားတဲ့သူကဒီမှာ marketing ဆိုရင် marketing ကိုရွေးပေးလိုက်ရုံပဲဒါသင်ပေါ်လာလိမ့်မယ်ပေါ့နော်ဒီကွာထည့်ပြီးသားကမှပြန်ပြောင်းနေတယ်ဆိုရင်လည်းဥပမာသူက accountant မဟုတ်ဘူးတခြားတစ်မျိုးဆိုရင်လည်းဒီမှာများလေးကိုနှိမ့်လိုက်အခုပါလေးနဲ့ပြန်ပြောင်းချင်တယ်ဘောနဥပမာသူက project manager ဆိုရင်လည်း project လေးကိုနှိမ့်ပေးလိုက်တာနဲ့ဒီမှာပြောင်းပြီးတော့မှချက်ချင်းပြောင်းလို့ရတာကိုတွေ့ရပါလိမ့်မယ် ကိုကြိုက်တဲ့ဝန်ထမ်းပေါ့နော်ကိုကြိုက်တဲ့ဟာမှာတွားပြီးထည့်လို့ရပြီ။ဘာကြောင့်လဲဆိုတော့ data validation list လောက်ထားပြီးသားဖြစ်တဲ့အတွက်ဒီမှာအများလေးကိုနှိပ်လိုက်တာနဲ့ပေါ်လာလိမ့်မယ်။ဒီထဲကနေပြီးတော့မှကိုထည့်ချင်တဲ့သက်ဆိုင်ရာယာထုကိုကွာရွေးပေးလိုက်ရအောင်ပါပဲ။ဒါလေးကလည်းကျွန်တော်တို့ကဒါ data validation လေးကိုကျွန်တော်တုံးလိုက်တာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ဥပမာနံပါတ်1ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်ဒီနှစ်မျိုးလုံးကိုနားလည်တော့မယ်ပေါ့နော်။ပထမဆုံးနံပါတ်1ကကြာတော့ကျွန်တော်တို့ကကိုလိုချင်တဲ့ data ကိုကျွန်တော်ရဲ့ဒီ data validation box ရဲ့ဒီ source တွေထဲမှာလာပြီးတော့မှ comment ခံပြီးတော့ရေးတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ဒါလည်းကျွန်တော်တို့အတွက်သုံးလို့ရတယ်ဗောနော်ဒါဘယ်လိုခါမှသုံးလဲဆိုတော့ကိုလိုချင်တဲ့ data ကဗောနော်တစ်ခုနှစ်ခုသုံးခုအဲ့လောက်ပဲရှိတယ်ဆိုတော့ comma လေးခန့်ပြီးတော့လွယ်လွယ်ကူကူလေးရေးသားလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့ data ကပေါ့နော်ဒီလိုမျိုးအသင်းရှိနေပြီးသားရှိနေတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်ကိုထည့်ရမယ့် data ကများနေတယ်ဆိုရင်ကြတော့ကျွန်တော်တို့က number 1နေလန်ကိုမသုံးမနဲ့ number 2နေလန်ကိုကျွန်တော်သုံးလို့ရတယ် number 2နေလန်ကကျတော့ကွာဒီမှာ list ထဲမှာ source ကိုကျွန်တော်တို့ကသွားပြီးတော့မှ selection ပေးလိုက်ပြီးတော့ယူလိုက်တာဖြစ်တယ်ပေါ့နော် ဟုတ်ပြီဒါကတော့ကျွန်တော်နံပါတ်2နီလန်ပါအဲကျွန်တော်နံပါတ်1နီလန်ကိုနံပါတ်2နီလန်ကိုနားလည်သွားပါပြီဒီသင်ခန်းစာလေးကမျိုးစုတွေလုပ်ငန်းခွင်အတွက်ကြိုးရှိမလို့ယုံကြည်ပါတယ်သင်ခန်းစာလေးကကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါခင်ဗျာဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင်လည်း comment လေးမှာမေးခဲ့လို့ရပါတယ်နောက်နေ့သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေရှိမယ်သိချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင်လည်း comment လေးမှာရေးခဲ့ပေးပါကျွန်တော်ပြန်ပြီးတော့မှဖြေစာပေးသွားပါမယ်နောက်သင်ခန်းစာလေးမှာပြန်တွေ့ပါမယ်ခင်ဗျာဒါကြိုးရှိတဲ့နေ့ရက်လေးကိုများတဲ့ drop message နဲ့ကြားပါစေအားလုံးကိုစိတ်နှပြချမ်းသာကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ